ဟယ်လိုအားလုံးမမင်္ဂလာပါဒီနေ့တော့အသားလေးရနူအေးပြီးတော့ချိုချိုဆစ်ဆိတ်လေးနဲ့အရန်ဆားလို့ကောင်းတဲ့ကစုံကောက်ညီမလို့နေနေကိုလမ်းမြောက်ပေးရပါ ကစုံကတော့သူတို့နှလုံးသုံးထားပါတယ်အရင်ဆုံးတော့ဒီကစုံတွေကိုအခွန်လေးပြောင်းဆင်သွားအောင်လို့အရင်ဆုံးခွာရပေးလိုက်ပါမယ်ကစုံလေးတွေခွာရပေးပြီဆိုရင်တော့သူ့ကိုသူတို့ကပေါင်းမိမှဖြစ်တဲ့အတွက်နူးလွယ်အောင်လို့ခပ်ပပလေးတွေလိထားပေးလိုက်ပါမယ်တကယ်လို့အလုံးလိုက်ပြုတ်ပြီးတော့မှလှုပ်ရှားခြင်းလည်းရပါတယ်။ပြီးပြီဆိုရင်တော့စူရိုကစုံရဲ့အပြင်ကအစည်းလေးတွေပြောင်းဆင်သွားအောင်လို့ရည်လေးနဲ့တစ်ထပ်လောက်စေကြောထားလိုက်ပါမယ်။စေပြီးသားကစုံလေးတွေကိုတော့ပေါင်းစကားနဲ့ထည့်ပြီးတော့မှတစ်ခါရဲစူရိုပေါင်းမိမှဖြစ်ပါတယ်။ ကစုံတွေကိုနေရာအနှံ့ဖြန့်ပြီးပြီဆိုရင်တော့သူ့ကိုဆူနိုင်ဝက်လောက်ပေါင်းထားလိုက်ပါမယ်။ပြီးရင်တော့ဆူမုံနဲ့ဆက်ဖို့ရာအတွက်ကောက်ညင်မုံကို150ဂရမ်သုံးပါမယ်။အရသာအတွက်စားလေးနဲ့ငင်ထည့်မယ်။တကြောတော့30ဂရမ်ပဲသုံးထားပါတယ်။ထမင်းစားစုံနဲ့ဆိုရင်တော့တစ်စုံခွဲရှိပါတယ်။အားလုံးနဲ့သွားအောင်လို့အရင်ဆုံးမွေးထားပြီးလိုက်ပါမယ်။ပြီးရင်တော့ဆူရေနွေးကိုသုံးပေးရပါမယ်။ရေနွေးကိုဒီထဲကိုလိုသလောက်နည်းနည်းစီထည့်ပြီးတော့မှဇွန်လေးနဲ့အရင်ဆုံးနှံ့သွားအောင်လို့မွေးထားပြီးလိုက်ပါမယ်။ ။သူတို့အားလုံးနှောက်သွားပြီဆိုတော့မှပဲလက်လေးနဲ့သတိရှာရှာလေးနေပြီးမှဖြစ်ပါတယ်။သူတို့ရင်နွေးရကြတော့အရန်ပူကျက်နေရမျိုးတော့မဟုတ်ဘောနော်။လက်ပူလောက်မှဆိုလို့သတိထားပြီးတော့နေပြရပါမယ်။ သူတို့ရေနွေးလေးကိုနည်းနည်းစီထည့်လိုက်နေလိုက်နဲ့ပဲမောက်သားလေးလုံးဝချော်ညက်လိုက်အထိုနေပြရပါမယ်။ရေရမ်းများတော့လို့ရှိရင်သူတို့မောက်လို့ရတဲ့နေရာမှာအရန်ပြေးပြီးတော့အဆင်မပြေတာမျိုးဖြစ်တတ်တယ်။ဒါကြောင့်ရေကိုနည်းနည်းစီလိုသလောက်ပဲထည့်ပြီးတော့မှနေပြပါမယ်။အခုလိုမျိုးမောက်သားလေးကပကံမှလည်းမကတ်တော့ဘူးလက်မှလည်းမကတ်တော့တဲ့အနေထားလိုက်ရောက်ပြီဆိုလို့ရှိရင်တော့သူ့ကိုအဖုံးလေးတစ်ခုခုခုံဝေးပြီးတော့မှထားရပြလိုက်ပါမယ်။သူတို့ပေါင်းထားတဲ့ကစုံလေးတွေကိုလည်းခရင်လေးနဲ့ထိုးကြည့်လိုက်ပါမယ်။လောကနူးဤသွားပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်။ ဒီကစုံတွေကိုလုံးဝကျဉ်းညက်သွားတဲ့အထိခြေပေးဖို့ရအတွက်အရင်ဆုံးပကံတလုံးနဲ့ထည့်လိုက်ပါမယ်။ပြီးရင်တော့စုကခရင်လေးနဲ့ပဲတိရှိရှာလေးကျဉ်းညက်သွားတဲ့အထိကိုခြေထားပြလိုက်ပါမယ်။လုံးဝကျဉ်းညက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုစားလေးနဲ့ငယ်ထည့်ပါမယ်။တကြောရော20ဂရမ်ထည့်ထားပါတယ်။ထမင်းစားစွန်းတစ်စွန်းစာပါ။နွားနို့လေးကိုတော့နည်းနည်းစီထည့်ပြီးတော့ပဲနယ်ပေးပါမယ်။အရင်ပြဲသွားမှဆိုလို့ပါ။ကေစုတို့နယ်ပေးနေတဲ့မှာအခုလိုမျိုးလေးလုံးဝစီးသွားပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်။စုနွားနို့ထည့်ရအောင်မှနည်းနည်းလေးများသွားပါရဲ့။ ကဲပြီပြီဆိုရင်တော့သူ့ကိုထဲမဲ့ပကံလေးတဲကိုစီလေးနဲ့ငယ်တုပ်ပေးလိုက်ပါမယ်။ပြီးရင်တော့နည်းနည်းစီယူပြီးတော့မှလက်မှလည်းစီလေးတုပ်ပြီးတော့မှအလုံးလေးဖြစ်အောင်လုံးနာပေးလိုက်ပါမယ်။ကြံသေးတဲ့ကစုံနှစ်တွေကိုလည်းအခုလိုမျိုးပဲအလုံးလေးတွေလုံထားပြီးလိုက်ပါမယ်။ကဲဒါဆိုလို့ရှိရင်တော့သူတို့အလုံးလေးတွေအကုန်လုံးရသွားပြီပေါ့နော်။ ။ပြီးရင်တော့ဆူရိုပကများတစ်ချက်တည်းကိုစီထပ်ပြီးတော့တုပ်လိုက်ပါမယ်။ဒါကကြတော့ဆူရိုကောက်ညင်းလေးလုပ်ပြီးရင်ထဲဖို့ပါ။ကဲဆူရိုစောကအုပ်ထားတဲ့ကောက်ညင်းလေးကိုနည်းနည်းစီယူပြီးတော့မှအရင်ဆုံးလက်ပေါ်မှာလုံးလေးတွေလုံထားပေးလိုက်ပါမယ်။အလုံးလေးလုံပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုလုံးဝပြားသွားတဲ့ဒီကိုပြားချပေးလိုက်ပါမယ်။အခုလိုမြင်လေးလုံးဝပြားသွားပြီဆိုရင်တော့အစောကအနှစ်လောက်ထားတဲ့ကစုံမုံနှစ်လေးကိုအလယ်မှာထည့်ပြီးတော့မှဘေးကနေပြီးတော့ဒီကောက်ညင်းမုံလေးတွေကိုပြန်ပြီးတော့အုပ်ပေးလိုက်ပါမယ်။ပြီးရင်တော့အလုံးလေးပြန်လုံပြီးတော့မှကိုလိုချင်တဲ့အနေထားလောက်ပြန်ပြီးတော့ဖိချတာပေးလိုက်ပါမယ်။ ်ကယ်ဒီလိုအနေထားလာရောက်ပြီဆိုရင်တော့အပေါ်ကနေပြီးတော့နှမ်းလေးနှင်းငယ်ကပ်ပေးမယ်ခိုဘက်ဒီဘက်နှစ်ဖက်စလုံးဒီရှာလေးကပ်ပြီးပြီဆိုလို့ရှိရင်တော့ဆူရီယံမုံလေးကကြော်ဖို့အတွက်အဆင်သင့်ဖြစ်နေပါတော့ကယ်ကြံသေးတဲ့ကောင်းကျင်လေးတွေကိုလည်းဒီလိုပုံစံလေးအတိုင်းပဲလုပ်ပေးလိုက်ပါမယ်ကဲပြီးပြီဆိုရင်တော့ဆူရဆပြီးတော့ကြော်ပါတော့မယ်။အိုးရဲကိုစီနင်းနဲ့ပဲထည့်ပါရဲ။သူကစီအများကြီးနဲ့ကြော်စရာမလိုပါဘူးနော်။စီပူလာပြီဆိုလို့ရှိရင်တော့ကောင်းကျင်မုံလေးတွေကိုထည့်ပါမယ်။အပူချိန်နည်းနည်းလေးနဲ့ပဲဖြည်းဖြည်းချင်းစီကြော်ပေးရပါမယ်။ မိအရန်ပြင်းလို့ရှိရင်ဆိုရဲအပြင်ကကောက်ညင်းတွေကကျက်ပြီးတော့အထဲကအတွင်းသားကမကျက်ပဲနဲဖြစ်တတ်ပါရဲ့မီးအားနည်းနည်းလေးနဲ့ပဲကြော်ပေးရင်လည်းသူ့တစ်ဖက်ကကျက်ပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလမ်းပြီးတော့မှကြော်ပေးပါမယ်။အခုလိုမျိုးပဲဖြည်းဖြည်းချင်းကြော်ပေးရင်မှကျက်သွားပြီဖြစ်တဲ့မုန့်လေးတွေကိုတော့စစ်စစ်ပြီးတော့မှဖဲထုတ်ထားပြလိုက်ပါမယ်။ဒီမုန့်လေးကဆိုရင်အထဲကကစုံလေးကငိုရဲကလည်းအချိုတက်ရှိတာမလို့တော်တော်လေးစားလို့ကောင်းပါရဲ့။ အခုလိုမျိုးပဲစားလို့ကောင်းတဲ့မောက်လုံနီလေးတွေလွဲကူတဲ့ဟင်းချက်နီလေးတွေကိုစလိုက်တင်ပေးနေရဖြစ်လို့စိတ်ဝင်စားရင်တော့ CIA Channel လေးကို Subscribe လုပ်ထားအောင်နော်ဗီဒီယိုအစ်စ်လေးတွေအတွက်လည်းဗီဒါအခေါလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နိုင်အောင်နော် ကေတာဆိုရင်တော့စူရီရဲ့ကစုံကောက်ညင်မုံလေးကတော့ပြီးသွားပါပြီ။အရန်လဲစားလို့ကောင်းပြီးတော့သူ့ရဲ့တွင်သားလေးကနူနူအီအီလေးနဲ့တော့မှအရန်ချို့ပြီးတော့တော်တော်လေးစားလို့ကောင်းပါရဲ့။ကလေးလူကြီးအားလုံးကြိုက်ကြတာမလို့ဒီဗီဒီယိုလေးကအားလုံးအတွက်အသုံးမယ်လို့မျှော်လင့်ပါရဲ့။စူရီရဲ့ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ရှုပေးတဲ့တဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါရဲ့။နောက်ထပ်ဗီဒီယိုအစ်စ်လေးမှာလည်းဆက်လက်ဆောင်ကြည့်ပြီးတော့အားပေးပါအောင်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးမကြပါမယ်။ကျေးဇူးပါ။